ဒါမုံနော်နောက်ဆုံးနေနဲ့ပြပြရအောင်အမှန်ဆိုလို့ရှိရင်ရှင်ဖြတ်တော့ရှင်ဖြတ်လို့ဆရာတို့ခုံမေးရတော့မှာဒီနေ့အောင်လောက်ခဲ့ရလဲဘယ်အထိနှိုက်ခဲ့ရလဲဘယ်လောက်ထိအစ်စင်ဒီနှုတ်ခဲ့ရလဲဘယ်ကလေးဘယ်နေ့အောင်မြေသူဖြေလိုက်မယ်လေရှင်ဗျာသူသူဝင်ခံပြီးသွားပြီလေတပည့်တော်ကတည်းခံမမဟုတ်တာ အလုံးမင်းလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်သတင်းလေးကတော့ကြောင်းနိုင်ဆရာတော်နှစ်ပါးကပေါ့နော်ညဘက်တရားဟောသွားမယ်ဆိုပြီးတော့ကြောင်းကနေထွက်ပြီးတော့ပေါ့နော် KTB ကိုရောက်အရက်တောက်ပြီးတော့ရဲဖမ်းခံရတဲ့သတင်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမယ်ဒုတိယသတင်းလေးကတော့ကြောင်းနိုင်ဆရာတော်ကြီးကပေါ့နော်ကောင်မလေးတယောက်ကိုပေါ့နော်သူ့ရဲ့မိမကိုတဲကိုလက်ထည့်ပြီးတော့ဗီဒီယိုပါရိုက်ကူးထားတဲ့သတင်းလေးကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျကဲဒီဗီဒီယိုလေးထဲမှာဒီသတင်းတွေအပြည့်စုံပါတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုဆောင်းလိုက် ကြည့်ဖို့ဖိတ်ခေါ်ပြစီပါနော်ကျွန်တော်ပထမဆုံးပေါ့နော်ဒီဆရာတော်နှစ်ပါးကတရားဟောသွားမယ်ဆိုပြီးတော့ KTV မှာနော်အခုံပြောပါတောက်စားနေနေရဲကဖမ်းထားတဲ့သတင်းလေးကိုပထမဆုံးတင်ဆက်ပေးမယ်ဗျာနော်ညရောက်ရင်တရားဟောသွားမယ်ဆိုပြီးတော့ပေါ့နော်သူ့မိတ်ဆွေ ဖုန်ကြီးတစ်ပါးကားနဲ့ထွက်သွားတယ်တဲ့ကားပေါ်မှာပေါ့နော်အဝတ်အစားတွေလဲပြီး KTV ကိုသွားတာတဲ့ တော်တော်ဆိုးဆိုးပဲဗျာเนาะတရားဟောသွားတာဓမ္မပလင်ပေါ်မရောက်ဖဲနဲ့ခုတော့ KTV ရောက်သွားတယ်ဗျာဟိုရောက်တော့တဲ့အရက်တော့ကောင်မလေးတွေနဲ့ကနေတာဒါကိုတဲ့လှူနေတဲ့တကားတယောက်က KTV သွားရင်တွေ့လို့သာသနာရေးကိုတိုင်လိုက်တာတဲ့ရဲတွေကဖမ်းမိသွားတယ်တဲ့ အလှရှင်နေရဗျာနော်တဒါလို့ယုံကြည်လို့ဖုံးကြီးတွေကိုလှူဒန်းတာဗျာတဒါစိတ်နဲ့ဗျာနော်တကယ်ကိုယုံယုံကြည်ကြည်ကိုးကွယ်ပြီးတော့လှူကြတဲ့ပစ္စည်းဝိတ္ထုမွေကိုကောင်းကောင်းအသုံးမချဘဲနဲ့ဗျာနော်အခုတော့ကြည်ပါအောင်ဗျာနော်ပျော်ပါတောက်စားနေတာတဲ့ဒီလိုဖုံးကြီးတွေကတော့ဒါဘာသာတသနာကိုဖျက်ဆီးနေတယ်ဗျာနော်ကြာရင်ကျွန်တော်တို့သာသနာကြီးကမေးမိန်သွားမှာဗျာနော်သာသနာကိုဖျက်ဆီးနိုင်တာဖះသားတော်တွေဆိုတာဒါတကယ်ကိုမှန်တဲ့ကိစ္စရရပဲဗျာနော် ကဲကြည့်နေကျွန်တော်တငယ်ချင်းတွေလည်းဒီဖုန်းကြီးနှစ်ပါးကိုဘာလို့စီကျင်လဲပြနော်ကြည်ပါဦးများကားရဲ့နောက်မှာဒီမှာသင်ကန်းတွေနော်အနီရောင်ကောအဝါရောင်ကောကဲဒါကတော့ဖန်းခံရတဲ့ခုနကတရားဟောသွားမယ်ဆိုတော့ KTV ရောက်သွားတဲ့ဖုန်းကြီးနှစ်ပါးပေါ့ဗျာဒီလိုဖုန်းကြီးတွေရှိလာသေးရဲ့များလာသေးရဲ့နော်ဗုဒ္ဓဘာသာကတော့တဖြည်းဖြည်းမှေးမိန်သွားမှာပဲဗျာ KTP သွားတယ်ဗောနော်ဖုန်ကြီးရောင်စောင့်ထားတဲ့ဖုန်ကြီးနှစ်ပါးကသိန်းတရာနဲ့ဗောနော်ရဲစခန်းကိုသိန်းတရာပြီးပြီးတော့သူတို့ကထွက်သွားတယ်လို့သတင်းရရှိတယ်ဗျကဲနောက်ထပ်ကျွန်တော်တင်ဆက်ပေးမယ့်သတင်းလေးကပေါ့နော်ចောင်းတိုင်ဆရာတော်ကြီးကမိန်ကလေးတဦးကိုပေါ့နော်မိန်းမကိုတဲကိုလက်နိုင်ပြီးတော့ဗီဒီယိုပါမှတ်တမ်းတင်ထားတဲ့သတင်းလေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်ဗျာနော် ။ဒါဆရာလေးတို့ရွာကကျောင်းနိုင်ကြတော့ပါဒီဆရာတော်ကသူကျောင်းထိုင်လာတဲ့ကာလတစ်ချောင်းမှာလေးတငယ်တွေကိုမတိမ်မှုကျူးလွန်မှုတွေအကြိမ်ကြိမ်အားထုတ်မှုတွေလိမ့်ပိုင်းဆိုင်ရာစောက်ကားမှုတွေကိုကျောင်းထိုင်လာတဲ့ကာလတစ်ချောင်းလုပ်ခဲ့ပါတယ်။အဲ့ဒါဒီအားလုံးကိုအဲသူရဲ့ယဟန်တကာဖြစ်တဲ့မကွေးမြို့အောင်စေတနာရောက်ကမှရှိတဲ့ဦးစိုးသိန်းစီမှလည်းဝန်ခံပြီးသားဖြစ်တယ်လို့ရဲရွာကလည်းသိရှိပြီးဖြစ်ပါတယ်။နောက်ဘလို့ရှိရင်ဒီမှာရှိတဲ့ဒါပေမဲ့အုပ်စုဆရာတော်ဆရာလေးတို့ရွာမှာ ရွာရဲ့အုပ်စုဆရာတော်ရဲ့နောက်ပြီးလို့ရှိရင်ဒီတိုက်နယ်ဥက္ကရာဆရာတော်ရင်းတာဒီနောက်ကျောင်းဆရာတော်ရှိမှသူဟာဒီလိုမျိုးကိစ္စတွေလုပ်ခဲ့တယ်ဆိုတာဝန်ခံပြီးသားဖြစ်ပါတယ်။ဒါပေမဲ့လည်းရွာကဒီမတိန်ကောင်ဘက်ကပဲဆက်လက်ရည်တည်ပါတယ်။ဆရာလေးဘက်ကရည်တည်တဲ့သူဒီဆရာလေးကအမှန်ကိုအဲဒီလိုမျိုးကျောင်းမှာဟာဒီလိုယဟန်မရှိတဲ့မရှိတဲ့အတွက်ဆရာလေးလှုပ်တာကိုဆရာလေးဘက်ကထောက်ခံတဲ့သူနေပါတယ်။ လင်္ကာအိမ်မရှိပါနဲ့အဲ့တော့ဆရာလေးကဒါကိုဒီတိုက်ဒီမကွေးတိုင်း၈လပိုင်း၂၈ရက်နေ့ဆရာလေးစာပို့ပါတယ်ဖေအိုယုံကိုလည်းဆရာလေးစာပို့ပါတယ်ဒါပေမဲ့လို့ဆရာလေးကိုဒီရဟန်းကိုအေးအေးယူပေးခြင်းဖြည့်ရှင်ပေးခြင်းဆရာလေးဘက်ကိုတစုံတရာပြန်လဲတင်ပြလာခြင်းဖြည့်ရှင်ပေးခြင်းမျိုး မရှိပါဘူးအဲ့ဒီအတွက်ကြောင့်မိုးဆရာလေးနိုင်ပေါ်တင်ရခြင်းဖြစ်ပါတယ်အဲ့ဒီတော့ဒီမှာကနောက်တစ်ချက်ကဆရာလေးတို့ရွာကလေဒီအကြောင်းကစတုတန်တင်က၄ပါအပ်ထားတာပါအဲ့မှာတင်ဆရာတော်ဆရာတော်ကြီးရကြတော့ဗဒနာနာယကဆရာတော်ကြီးကပြန်လုံမှုသွားပါပြီ ဲ့ဒီမှာ၃ပါးကြံခဲ့တဲ့ထဲမှာဒီတပားလည်းအပါဝင်ပေါ့နော်အခုပြစ်မှုကျူးလွန်နေတဲ့တပားလည်းအပါဝင်အဲနှစ်ပါးကကြတော့မြင်းစုကျောင်းမှာထိုင်ပါတယ်အဲ့ဒီမှာအဲ့ဒီထဲကတပားဆရာတော်ကကြတော့သူတို့ရဲ့အကြီးဆုံးဆရာတော်ပါဒီဆရာတော်ကလည်းဒီအကြောင်းကိုသိရှိပြီးတဲ့နောက်မှာအခုဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော်အဲဥက္ကစာရ၆ကွာတာဓမ္မအလေးမြတ်ကျောင်းတိုင်းဆိုတာဒါဆရာလေးတို့ရွာဥက္ခရာစီကိုစာဖို့လာတယ်ဆရာလေးရွာဥက္ခရာရဲ့အုပ်စုဥက္ခရာရဲ့လက်ဘရောအုပ်စုဆရာတော်ရဲ့စာဖို့ပါတယ်ဒီလိုအပြစ်ကိုကျူးလွန်တဲ့ယဟန်းကိုနှင်ထုတ်ပေးပါလို့စာဖို့တော်ညားလဲ ာတော်တွေလည်းအလုံးမလုံးတလို့အုပ်စုဥက္ခရလည်းလာရောက်နှင်းထုတ်ခြင်းမရှိပါဘူး။သူတို့တွေရဲ့ဟာပါလဲဆိုလို့ရှိရင်ကထိန်ခေးကျင်တဲ့တို့ပြီးလို့ရှိရင်တရင်ကျွတ်မတို့ဆိုတာဆရာလေးတို့အနေနဲ့ကြတော့ဒီလိုမျိုးပြစ်မှုကျူးလွန်ထားတဲ့အများဆုံးကဒီလိုကိစ္စလေးနော်ကလေးတငယ်တွေကိုလုံနေတဲ့ဒီလိုရဟန်းမျိုးတမိနစ်တစ်စက္ကန့်လေးတောင်ဆရာလေးတို့အနေနဲ့ထားလို့မရပါဘူးဒါပေမဲ့အဲ့မှာရွာလူတွေကလည်းအမှဖုန်းကြီးဒီမှာဆရာတော်ကလည်းပေးပေါင်းထားတယ်အများကြီးရှိတဲ့အခါကျတော့အဲဒီလိုမျိုးဖြစ်တယ်ဆိုတော့ဖုန်းကြီးအပြစ်မဟုတ်ဘူး ကျောင်းဝိုင်းထဲသွားလို့ဖြစ်တယ်ဆိုတဲ့ဟာရင်းနဲ့ကလေးငယ်တွေရဲ့မိခင်တွေဖြစ်ရတဲ့ဖြစ်တဲ့လူတွေကိုပဲဖြစ်တင်တဲ့စကားရင်းနဲ့ဆရာတော်ကိုဖုံးဖိကြပါတယ်။အဲ့ဒီလိုမျိုးပဲဆရာလေးကနောက်တစ်ခုအဲ့မှာအဲ့လိုမျိုးဟာမလို့ဟိုဆရာလေးကိုတုံ့ပြန်လာတာမရှိတော့ဆရာလေးရဲစခန်းမှာအမှုဖွင့်ပါတယ်။အမှုဖွင့်တော့ညလည်းဒီတရကောင်ရဲစခန်းရောမိချောင်းရဲရဲစခန်းဝင်ဆရာလေးကိုအမှုဖွင့်ပေးခြင်းမရှိပါဘူး။ဆရာလေးကိုဘာလို့ဖွင့်မပေးလဲဆိုရင်ဒီထဲမှာမပြေစုံလို့တက်တီတောင်းနေ။နောက်ဘလို့ရှင်ရဲခံရတဲ့ကလေးတွေရဲ့အဖေအမေတွေဘာညာပေါ့နော်တောင်းနေပေါ့နော်အဲ့ဒါကြီးရမှာဆိုတော့သူတို့ဒီဒီလောက်ကိစ္စအကြီးကြီးတော့မှ ပဲအကုန်လုံးဟာနော်ဆရာလေးကိုဖြည့်ရှင်းပေးခြင်းမရှိဘဲနဲ့ပူပေါင်းလှုပ်ဆောင်ထားရလို့ဆရာလေးကတော့ယူဆရတယ်အဲ့တော့ဆရာလေးဒီတက်တေတေပေးလိုက်လို့ရှိရင်တို့တွေကအကုန်မတက်မမှုနဲ့ဖြောင်ပြက်မှာဆိုလို့ဆရာလေးပေးလို့မရပါဘူးဒါအတွက်ကြောင့်မို့ဆရာလေးနိုင်ဖို့တင်ရခြင်းဖြစ်ပါတယ်ဒီပြီးတော့တိုင်ထားထွေအုပ်ယုံနေမကွေးတိုင်းထွေအုပ်ယုံလုံးမလုံးပါအုပ်စုအခရာနဲ့ဘူးဘူးပေါ့ဒါထည့်ပြောတော့ပါပြီးရင်ဒီပြီးတော့ရွာเจ้าဟာစတုတန်တကလေးပါအပ်ထားတယ်ဆိုတာလေဆရာတော်တွေသိပြီးသားပါရှင်ဗျာ အကျဉ်းတန်ကအပ်ထားတယ်ဆရာတော်ငါရကဆရာတော်ကိုယ်တိုင်ဒီကိစ္စကိုကြားသိတော့နှင်ထုတ်ပေးပါယံဆိုတဲ့စာလေးလက်ပြီးအုပ်စုဆရာတော်ဆရာတော်ဥညာဏိကလက်ပြီးအုပ်စုဥက္ခရဒဂိုင်းတန်စီအောင်ရတယ်နော်အဲ့စာရင်းနဲ့တင်ကိုပဲဒါအောက်ခြေတင်ပြရမယ့်ကိစ္စလေးနော်ဒါတော့မလောက်ဖင်းနဲ့နောက်ပြီးရေစခန်းစခန်းကိုဆရာလေးမပြောချင်းဆရာလေးစခန်းကိုတော့တင်အမှုဖွင့်လို့ပေးပြီးတယ်လေး ဒါတွေကဘာလောက်ထားလဲဆရာလေးသိတယ်အများကြီးထည့်မပြောချင်ဘူးပေးကြည့်ထားတာနေမှာပေါ့ဗျာနော်အများအောင်ဆရာလေးစောကောင်းနေမှာမဟုတ်ဘူးနော်စခန်းထဲကိုလာကြတဲ့ကရော့ကော့မဖမ်းနဲ့ဘာညာတရားရုံးကလွှဲဖမ်းလို့ရတယ်ခုဆရာလေးကိုခေါ်ပြီးတော့အရှင်ဖျားတော့စုံစမ်းပေးမယ်လဲဆိုပြီးဆရာလေးရော့ကော့ဖမ်းမှာဆရာလေးမားလေဆရာလေးခံမားရင်လည်းခံမှန်ရင်လည်းစံပေါ့အရှင်ဖျားတော့မှန်ကန်နေဆိုလို့ရှိရင်ဖမ်းခံရရမယ်အခုဆရာလေးကိုဖုံးမနှလုံးပါလဲဘာဖြစ်သွားမလဲဟမ်မလေးလာပြီးတော့ပြောပြောသေးတယ်မိမကိုရုံးငန်းကဝန်ခံတာမဟုတ်ဘူး ဆရာကဖမ်းမှုမပြောဘူးလားပြောလားဆရာလေးဆရာလေးကိုဆရာလေးမမသိဘူးနော်ပြောချင်လို့နော်အရင်ပြီးတော့ရတဲ့အဲ့ဒါကြီးလုံးဝမပြောခဲ့ဘူးနော်ဘာဖြစ်လို့ဒီလိုကြီးပြောအောင်တုံးအားကြီးပေးနေကြတာလဲဟင်အဲ့တော့သူပြောတာမိမကိုရုံငန်းနဲ့မတွေ့ဘူးဆရာလေးမို့လို့တွေ့ရဆိုတော့မိမတွေကအမှုလာဖွင့်လို့မရအောင်လား။အင်းမိမတွေမတရားခံလို့ရှိရင်ဘာလဲ။ဖို့မခွဲကြရလားအဲ့လိုလား။အခါမှုပြောရရင်သိရင်နော် ုံအောင်လိုက်ဆက်ပကန်းပကန်းနဲ့မှာရော့ကော့ဖမ်းလို့မရဘူးဆိုတာမရှိသိလားတရားရုံးမှာပဲလက်ပုံမြဲရလို့ရော့ကော့ဖမ်းရလို့ဆိုတာရှိတယ်မပြောခဲ့ပါဘူးငြင်းပြီးနားထောင်နေခဲ့ဆရာလေးဆရာလေးပြန်ပြောခဲ့လို့လားအဲ့တော့နော်အဲ့တော့တချို့တွေကလာပြောတယ်ဘာလို့တိုင်ပါတဲ့သူ့ရဲ့အတိုင်းမဟုတ်လို့ဟွာဖြစ်တာဆိုတော့တိုင်ထားတဲ့ဇာရွက်ဒီမှာအများကြီးအရင်ဆရာလေး ပထမဗီဒီယိုမှာသွားကြည့်လိုက်နော်ပထမဗီဒီယိုမသိရတဲ့ကတကမာကြီးချို့ရပြောသေးတယ်ဘာလို့များလိုင်းပေါ်ရှောက်တင်နေလဲမသိဘူးလို့ကိုယ့်ရကိစ္စကိုအောင်းနောက်ချအောင်လဲဟုတ်တယ်ဆရာလေးလုံးဝမတင်ချင်ဘူးဆရာလေးပြောပြီးဒီမှာဆရာလေးတိုင်ထားတဲ့ဌာနတွေတော်တော်များနေပြီနော်ရို့နေအခုပြောရတန်ခါဆိုတန်ခါဆိုင်ရာငွေတိုင်းဒေတာစီတန်ခါနာရက်ကအဖွဲတန်ခါနာရက်ကဥက္ခရာဆရာလေးအဲ့ဒါရှင်းလောက်ပိုင်းကတည်းကတိုင်ထားတာလीရှင်ပြတော့လုံးမလုပ်တာလीလုံးမလုပ်ရင်တော့မကအခုရှင်ပြတော့အဲ့ဖုန်းကြီးကိုဖုန်းဖိပြီးကာကွယ်ပေးနေကြတာလी တိတိယောက်ယောက်အေးမယူနော်ဟိုကတော့တစ်ခုပြီးတစ်ခုရောင်းစားနေတယ်တန်ရက်ဆက်ကြီးတောင်မရှိတော့ဘူးဟွန်းအဝယ်ပေးနေတာတော်ဆူဆူပဲเนาะရသားတော်ဆက်ဆက်ဒါကြောင့်မလို့မြတ်စွာဘုရားပြောတာပါမြတ်စွာဘုရားငါရဲ့သာသနာကိုငါသားတော်တွေရပဲဖြစ်ကြည့်လိမ့်မယ်ဆိုအရှင်မြတ်တော်ကသာသနာကိုကောက်ွယ်ဆောင်ရှောက်အောင်မှာเนาะဘုန်းကြီးချင်းချင်းကောက်ွယ်ဆောင်ရှောက်အောင်မှာမဟုတ်ဘူးမှားနေတဲ့အရာကိုအရှင်ဘုရားတို့ဟိုတရားပြနေတယ်တရားပြနေအရှင်မြတ်တော်ကပါဇက်ကတော့တရားပြလက်ကတော့ကာယကာယလုံနေရပဲတကယ်သီလတမာတိနဲ့ပြည့်စုံတဲ့ဆရာကြီးဆရာလေးတွေ နော်ရဟန်းတာမဏိကိုရင်တာမဏိရဟန်းတာပုဂ္ဂိုလ်ကြီးတို့တမိတော်မပြောပါဘူးခင်ဗျာတယောက်ရဲ့မကောင်းတဲ့အမှုတယောက်ရဲ့အပုပ်ကိုတယောက်ဖုံးပေးနေတဲ့ပလင်းတူဘူးစုဘုန်းကြီးတွေကိုတပိတော်ပြောချင်းပါခုရှင်ဖျားဒီစာကြီးလာဖို့လေဒီစာရဲ့နောက်ကွယ်မှာလက်မင်းရှိတပိတော်ရုံးပွဲရံမှာစစ်စင်းမယ်ဒစိတ်တော့မပါဘူးမိတ်တူပေးတယ်ပြီးတော့စာထဲမှာရေးထားတယ်တပိတော်တရားခံလို့ရေးထားတယ်ပို့တာကလည်းစခန်းကနေလာပြီးတော့ပို့တပိတော်တရားခံလာတရားခံဒီဝင်ကဖြောင်းချက်ပြပြတေဝါလုံးလဲတိပြီးတာအရှင်ဖျားရဲ့ ဒီတိုက်နေဥက္ကရာဆရာတို့တွေလည်းဘရောအုပ်စုတွေလာပြီးတော့စုံစမ်းစစ်ဆေးမြင်မြန်ပြီးသားကိုဘာဘာပြီးကျင်သေးရဥမာမှန်တယ်တပည့်တော်ဒါပြီးတော့တိကျင်တိတိလို့ရတိလို့ရှင်လဲရှင်လဲတပည့်တော်ရှေ့မှာတင်မယ်ဒီဆရာတော်ဝက်ခေါ်ပြီးတော့ဒါမုံတော့နောက်ဆုံးနေလည်းပြပြရအောင်အမှန်ဆိုလို့ရှင်အရှင်ဖြတ်လို့အရှင်ဖြတ်လို့ဆရာတော်ခေါ်မေးရတော့မှာတနည်းအောင်လောက်ခဲ့ရလဲဘယ်အထိနှိုက်ခဲ့ရလဲလောက်ဒီအစ်စ်ဒီလောက်ခဲ့ရလဲဘယ်ကလေးဘယ်နည်းအောင်မြို့သူဖြေလိုက်မယ်လေရှင်ဗျာသူသူဝင်ခံပြီးသွားပြီလေတပည့်တော်ကတရားခံမှမဟုတ်တာသူရှင်မဲတော့ဒါလမဲကြီးနဲ့လာပြီးတော့တပည့်တော်ကို ါလဲဒီမှာဒီရဲ့နောက်ကွယ်မှာအရှင်ပြောလို့မဟုတ်ညှိနှိုင်းတိုင်မိနေတပြည့်တော့တည်ရနော်လာမမဟုတ်ဖေကမလာဘူးနော်မလာဘူးတပြည့်တော့တပြည့်တော့ဟိုစာကိုဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲလူလိုပြစ်သွားတာမဟုတ်ပြီးတော့ဒီဒီစုစာမျိုးနေနဲ့ဒီလိုစာအိမ်မျိုးနဲ့လာပေးသွားတပြည့်တော့ကတိုင်နဲ့တိုင်စာရေးမှာတော့မှာစာအိတ်ကပြောင်းတပြည့်တော့လို့တိုင်ရဒါမျိုးဆိုတာဒီစိုင်နဲ့တူပဲဖွင့်ရလေနော် အခုတော့အရှင်ပြတော့မိတ်တူတောင်ဖြစ်နေပြီရဆွဲလည်းမပအောင်ဒီမှာစာအိမ်လာပြီးတော့လမ်းပေါ်ဟွန်တီးပြီးပေးသွားတယ်ဟမ်မမကကနေတဲ့ပုံကိုယ်ကြီးဆရာကြီးဆရာလေးဖုန်းရဟန်းတမနေတွေကိုအရှင်ပြတော့အဲ့လိုမလုပ်ကြပါနဲ့အာရတော်ကြီးကငကောမှာ2500ကျော်လာပြီးတော့ပျက်စီးရွရွနေတဲ့အချိန်မှာအရှင်ပြားတို့ကပါတီပေးရမှာအရှင်ပြားတို့ကမဟုတ်တာမှန်လို့ရှိရင်လုတ်ကင်ပေးရတော့မယ့်ဟာတွေဘလို့ဖြစ်လို့ ဒီလိုတွေဖောင်းပွပြီးတော့အတင်းကိုကောက်ွယ်ပေးနေတာလေရှင်ဖျားတို့ရဲ့ဒီခံအမားဘက်ကပဲရက်တီနေတာနော်နောက်ပြီးတော့ပြောမှာနော်အဖွဲကြီးတွေအကုန်လုံးမှာဒါတွေကနောက်ွယ်မှာမဟုတ်တာကြီးစရာလေးသိထားတာရေအုတ်စုဥခရဓာတ်တန်စရာဆရာလေးအိမ်လာမချင်းချောက်နဲ့နော်ချင်းချောက်စရာမလိုဘူးဆရာလေးမှားနေရဆိုလို့ရှိရင်ဒကာကြီးလေဟိုစကားမှုခေါ်ပြီးတော့ဒကာလေးချုံတက်ထဲလိုက်လीလာနော်ထဲစရာတော့မလိုဘူးကျေးရတဲ့ဒကာလေးဟိုလက်အထိဒီပိုင်ခက်စရာမလိုဘူးဒကာလေးစကော့ကိုချုပ်ပြီးပုတ်ကို သွားဝင်နေလိုက်မှာအဲ့ဒီကဗီဒီယိုဖိုင်တွေတင်လို့လောင်းနေကြလာပြီးအိမ်ုံချင်းချောက်စကားတွေလာပြောတော့အုပ်စုဥက္ခရဂိုင်းတက်စရာဂိုင်းမှလည်းနှင်ထုတ်ဖို့စားလေးရောက်တယ်လုတ်ပိုင်ခွင့်နေရှိပါလေနဲ့ဘာကိစ္စဖုန်းကြီးကိုဒီလိုလှုပ်တာကိုကိုကိုသိတယ်နော်ကိုကိုကိုသိတယ်ကြည်ုံးဗျာနော်သာသနာကြီးကဘလောက်တောင်ဆုတ်ယုတ်သွားလဲတငယ်ချင်းတို့အမြင်ပဲဗျာဖုန်ကြီးမှားနေတာပေါ့နော်ရွာသူရွာသားတချို့တွေမက အုတ်ချုပ်ရည်မှုတို့နော်ဒိုင်းနယ်အုတ်ချုပ်ရည်မှုတို့ဥက္ခတာဒုက္ခပါဖုံးကြီးဘက်ကဝိုင်းပြီးတော့ပါနေတာဗျဖုံးကြီးကလည်းနော်ဘလောက်တောင်ပေးကြွေးထားလဲမသိဘူးဗျတာမန်လူတွေအတွက်တောင်မှဒါကမဒိမ့်မှုပဲဗျဒီလိုကြောင်းနိုင်ကြီးတွေဆိုရင်လည်းနော်လူကိုလဲပြီးတော့တခါတည်းထောင်ချပြရမှာဗျဗုဒ္ဓဘာသာသာသနာကနော်တဖြည်းဖြည်းဆုပ်ယုပ်လာတာနော်တဖြည်းဖြည်းအယောင်မှိန်လာတာဒီလိုအတုအယောင်တွေများစွာရှိလို့ပဲဗျ တငငချင်းတို့ပြောချင်းတဲ့အကြောင်းအရာလေးတွေရှိရင်လည်းကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်ဗျာနော်